တဆောင်မုံမှာစေးပေါင်းခဖို့တုတ်စားကြတယ်မေစလီဘူးတဆောင်တိုင်လာပြညဆို ငငယ်ကလေးကစေးပေါင်းခရဲဆိုပြီးမစားကြတောင်စေးပြွားဖြစ်လေးစားဆိုပြီးဖွားဖွားကခွန့်ပေးတဲ့မေစလီဘူးတုတ်ကိုစားဖို့တယ်ဟုတ်ကျွတ်တော်နေစီချမ်းမြေပဲပစုံချောက်တွေကိုထောက်ပြီးတွတ်တော်နေပပလီမဲဆလီဘူးကိုထောက်ပြီးတုတ်ထားတဲ့အတုတ်ကလေးကရှင်နေချမ်းလေးနဲ့ဆိုအတော်လိုက်ဖတ်တဲ့အတွေ့အစပါ လာပြညမှာအိမ်ရှိမြေပြောင်ပြောင်ကုပစ်ပေါ်မှာထိုင်ရင်စားလိုက်ရရင်အတော်လေးအရသာရှိမှာပါဒီမဲစလီဘူးတုတ်လေးကိုဘာလို့စေဘဝင်တယ်လို့ပြောကြရဆိုတာကို မျှဝေပေးပါမို့ဆက်ကြည့်လိုက်ရအောင်နော်စေပေါင်းခါဖို့စားကြတဲ့မဲစလီဘူးလေးမှာပါတယ်ပါလဲကလိုရိုဖိန်းကာစီယမ်တန်တန်နီကာစင်ဘိုင်အိုတင်ဖောလစ်အက်ဆစ် မဂနီဆီယမ်ဖော့စဖရိတ်ပိုတက်ဆီယမ်ဗီတာမင်စီဗီတာမင်ဒီဗီတာမင်အီဗီတာမင်ကေတို့ ပါဝင်နေပါတယ်။တစားမိုးမှာစေပေါင်းခဖို့တုတ်စားကြတဲ့မက်ဆလီဘူးကသွေးကြိုကျစေတယ်။မက်ဆလီဘုကသွေးတင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တာကြောင့်စီးဆိုရှိသူတွေအတွက်အသင့်တော်တဲ့ဓာတ်စာတစ်ခုပါစီးဆိုဖြစ်နိုင်ခြေကိုလည်းနည်းစေပါတယ် ဘက်တီးရီးယားတွေကိုလည်းတိုက်ဖြတ်ပေးတယ်။မင်းစလီဘူးမှာပါတဲ့ Spondus လို့ခေါ်တဲ့တဘာဝ trap ပေါင်းကဘက်တီးရီးယားတွေကို အထည်ရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။အစာချေလမ်းကြောင်းကိုလည်းဒုက္ခပေးတဲ့ဘက်တီးရီးယားတွေကိုရောအရှည်ပြားကိုထိခိုက်စေတဲ့ဘက်တီးရီးယားတွေကိုပါဖယ်ရှားပေးနိုင်တာပါ။မှုဘိုးတွေကိုလည်းတိုက်ဖြတ်ပေးပါတယ်။စီလကြောင်ပိုးဝင်တာကိုတက်တာစေနိုင်တယ်။ မစ္စလီဘူးရဲ့နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့စီလံချောင်းပိုးဝင်တာကိုအထီးရောက်ဆုံးသက်သက်စေနိုင်တာပါဘက်တီးရီးယားပေါက်ဖွားမှုကိုဟန့်တားပေးပြီး ကိုယ်ရင်းကအဆိပ်တောက်တွေကိုလည်းအထီးရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်ဝမ်းမှန်စေတယ်မစ္စလီဘူးကတဘာဝဝမ်းနှုတ်စေတမျိုးပါအစာချစ်စနစ်ကို ကျန်းမာစေပြီးဥရရဲ့လှုပ်ရှားမှုကိုကောင်းစေတာကြောင့်ဝမ်းချုပ်တဲ့သူတွေအတွက်အထူးသစ်တော်ပါတယ်။ ရာသီလာစဉ်နာကျင်ကြိတ်ခဲတာကိုတတ်တာစေတယ်။မဲစလီဘူးရဲ့နောက်ထပ်အာနိသင်တစ်ခုကလေဒီလေးတွေကိုစိတ်နှောင့်ယှက်ဖြစ်စေတယ်။ရာသီလာစဉ်နာကျင်ကြိတ်ခဲမှုကိုတတ်တာစေတာပါ။ရာသီသွေးကိုမှန်စေပြီးသွေးတွေအများကြီးဆင်းတာမျိုးမဖြစ်စေဖို့လည်းကာကွယ်ပေးပါတယ်။သွေးတွေးကိုလစရောကျစေတယ်။မက်ဆလီဘူးကသွေးတွေးကိုလစရောကျဆင်းစေပြီးကိုယ်အလေးချိန်ကိုအကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ချခြင်းသူတိုင်းစားပေးသင့်ပါတယ်အချောက်ခံပြီးရင်နှင်းနဲ့စိတ်တော့ပေးလို့လည်းရပါတယ်အရေပြားစမ်းပါစေတယ်မက်ဆလီဘူးကအရေပြားပေါ်ကအမာရွတ်တွေ အမဲဆက်တွေကိုလည်းတတ်တာစီနိုင်ပါတယ်အချောက်ခံအမှုန့်လုပ်ပြီးရင်နဲ့ခက်ပြစ်ပြစ်ဖြော်လို့အရေပြားပေါ်မှာလိမ့်ပေးလို့ရတယ်လို့စားပေးလို့လည်းရပါတယ်ကိုနဲ့ကင်းစေတယ် ကိုနဲ့ပြင်တာကြောင့်စိတ်ညစ်နေရဆိုရင်တဘာဝစိနေလေးဖြစ်တဲ့မက်ဆလီဘူးကိုစားပေးပါကိုရင်းကအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးကိုနဲ့ပြင်တာကိုတတစီမှာပါပါရွေးတရီထားရမလဲလူတိုင်းစားလို့ရပါတယ်ဒါပေမဲ့တန်ဆေးလိုပေးဆိုသလိုအလွန်အကျွံမစားမိဖို့တော့လိုပါမယ် အလွန်အကျွံစားမဲ့ဆိုရင်ဝမ်းတော့တာမျိုးဖြစ်စေနိုင်ပါတယ်။စီးကျူရှိနေသူတွေကိုလည်းအများကြီးစားတာမျိုးမလုပ်ပါနဲ့။ဘသူတွေမစားတင်ဘူးလဲ။မက်ဆလီဘူးကစိတ်ပတ်ဝင်နေဆိုပေမဲ့ယောဂတခုခုရှိရာကြောင့်စိတ်တောက်နေရသူတွေယောဂအခန်းရှိသူတွေကိုဝင်ဆောင်နဲ့ no time meme တွေကလေးတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစတင်ပါတယ်။ ကယ်ဘလို့လဲဖောဖွားအတင်းခွန်းနဲ့မဲစလီဘူးတုတ်ကိုစတင်ရလားကိုရိုင်းစစ်ဆန်လိုက်တော့နော်